မေးချောင်ပေါ့နော်အမေးချောင်မလို့ဒီထဲအုပ်ဝင်လာရောက်လာတယ်ဒါပေမဲ့အမေကဒါလုံးလို့ဆိုပြီးဒါဒါလုတ်ခဲ့တာတော့မဟုတ်ဘူးခုနပြောသလိုပဲပုံကအအမေငငယ်တော့ကပေါ့နော်ငငယ်တော့ကဒီအမေနဲ့ကူလောက်ရတယ်အဲ့ခေတ်ကဘယ်လိုခေါ်မလဲကြံကြောင်းလို့ဘာလို့တရုတ်ကားတွေလာတဲ့ခေတ်ပေါ့နော်ဆိုတဲ့ခါကျအမေကစပွဲတပွဲကိုကစပွဲတပွဲအဲ့မှာ तू ကပတ်တန်နေကိုဟို ဘာပြီးဘာဆွဲဆိုတဲ့ဟာမျိုးရှိတယ်ရှိခါကြောင့်ကိုက तू तू အထည်လက္ခဏာအဲ့ကြောင့်အမေကအထည်အရန်လက္ခဏာအမေခက်လို့ပြောရမယ်ဘလို့ခွန်လဲတနေ့တနေ့အထည်ဆိုတာမနေဘူးပေါ့နော်အဲ့ကြောင့်ဒီအထည် customer ကြီးလည်းပုံမသိဘူးမသိတဲ့ခါကျတော့ तू तू က dia frame ကိုဆွဲပေးတယ်ပြီးရင် तू က color တက်တယ်ဟိုမှာ तू က design ပြန်လုပ်တာပေါ့ဟိုက basic frame ကိုဆွဲပေးတာဒီဘက်စပွဲကနေပြီးတော့အဲ့လိုမျိုးတနေ့ကိုတညကိုဆက်ရောက် customer ဆက်ရောက်ဆက်လောက်ရှိမှဖြစ်တယ်အဲ့လိုတွေဆွဲရတာ ဆိုရင်အဲ့ဒီအချင်းကဂျပန်မှာကြောင်းတွက်တဲ့ခါကျတော့ဂျပန်မှာကျတော့လေဘလို့ခေါ်မလဲနိုင်ငံเจ้าမှာအခုကြောင်းတွက်တဲ့လူတွေဆိုလဲသိမယ်သူက6လလောက်ကိုမှအင်းကြီး2ထည်3ထည်လောက်ပဲချုပ်တာဘာလို့အင်းကြီးချုပ်တာ plus တခြားဘာသာရက်တွေလည်းသင်ရတယ်ဥမာဒီဇိုင်းဆွဲတာတခြားဟာတွေပေါ့နော် color ဘိုင်းတွေတခြားဟာတွေသင်ရတယ်သင်ရတာကျတော့ကိုကအဲ့ဒီအမေကိုကူလုပ်ပေးခဲ့တဲ့ကျေးဇူးကြောင့်ဟိုမှာက6လလောက်ချောမယ်အင်းကြီးကိုတပတ်နဲ့တက်ပြီးသွားတယ်အဲ့လိုပဲဒါအမေရဲ့ ွာပေါ့နော်အဲ့လိုမျိုးပြီးတော့အဲ့လိုမျိုး train ထားတဲ့ဟာအကြောင်းပေါ့နော်ပြီးရင်ကိုကအဲ့လိုမျိုးဒီ customer ready အဲ့ကတည်း ready to wear ပေါ့နော်ဂျပန်ကိုအကြောင်းသွားတက်ခဲ့သေးဘူး ready to wear တွေကိုဒီကုန်းစင်တာမှာတင်ရောင်းတယ်ရောင်းတဲ့အချိန်မှာရောင်းရတယ်ရောင်းရတဲ့အခါကျတော့ဒီလမ်းကြောင်းထဲကိုဝင်လာတယ်ပေါ့နော်အာပုံကတော့ဒီပုံတော့မဲနိုင်တာပေါ့နော်ဒီဇိုင်နာ၉ယောက်မဲနိုင်ကြတဲ့အခါကျတော့ကြတဲ့ဟာကျတော့ညီလာပေါ့ နီလာပုံကနီလာအကြောင်းမြတ်ကိုလည်းသဘောကျတယ်ကြိုက်နေတက်တယ်ပေါ့ဟုတ်အာငွေကန်းကလည်းကိုနောက်တစ်ခုကကျွန်တော်တို့ဒီတိုက်ဆိုင်ဆိုတာပေါ့နော်ဒီတစ်ခေါက်ရှိုးဝဲကလည်းပေါင်းချင်းကလည်းကိုနောက်ပေါ့လို့ရှိရင်အဲကိုလာပိုင်းအားလုံးကိုတွေဖြစ်နေရပေါ့နော်နောက်ဒီဇိုင်နာတွေထဲမှာမဲနိုင်ရင်လည်းအများနဲ့နံပါတ်ကိုကြတယ်ဟုတ် 比比来摸马肉谁呀鸡？给你妈你比着，可把鸡巴顶白眉，他都也飞比比。အဲ့လိုလေဟို page မှာတော့တင်နေကြတာပဲလေဒါပေမဲ့ပုံကတော့ဒါကိုကိုရဲ့မွေးကနန်းနဲ့ရောကိုရောက်အကုန်လုံးကိုတွေဖြစ်နေတာပေါ့နော်အဲ့တော့အားလုံးဒီ တွေ့တဲ့နေ့ပေါ့နော်ဒီဇိုင်နာတွေမီတင်လုပ်တဲ့နေ့ဘယ်ပဲဖြစ်ဖြစ်သွားလို့တခုခုလုပ်ရင်တော့မှအားလုံးပြောမိကြတယ်ပေါ့နော်အဲဒီအားလုံးဟဲ့၉ရောက်ဟဲ့၉ရက်နေ့အမားတော့အရန်ပေါ့နော်ဒီ၉၉ခဏနေ့အရန်ကိုဒီဒီဇိုင်နာ၉ရောက်မှကြီးစိုးရယ်ပေါ့နော်ပြီးရင်ဒီတန်းမှလည်းမွေးနေ့တူတာမလက်ဆိုလဲ၉ရက်နေ့မှာတူတူမွေးလာတော့တူတူပဲခုနှစ်ပဲမတူတာပေါ့နော်ပြီးရင်တန်းတဲ့အမား၂ရောက်လောက်ကလည်းသူတို့ရဲ့ပေါင်းခြင်းက၉ပေါ့ ဆိုတော့အာဒီဒီဇိုင်နာ၉ရောက်ထဲမှာတော့၉ခန်းအတူတူစိုးဖို့ရတယ်ဟုတ်အာအဲ့ဒါကပေါ့ဒီကိုယ့်ရဲ့ collection ပေါ့ကိုယ်ပိုင် collection creation တွေကိုဖန်တီးရမယ်ဥမာအခုဒီတစ်ခေါက်ပုံရဲ့ ready to wear ဆိုလို့ရှိရင်ပေါ့လွတ်လပ်စွာနဲ့ဖန်တီးတယ်အဲ modern bag ကိုသွားတယ်ပြီးွားလို့ရှိရင်လူငယ်ပေါ့အခုခေတ်ဆိုတဲ့ဟာမျိုးဖြစ်ချင်တာဆိုရခါကြောအဲ့ခုခေတ်ခုခေတ်ရဲ့ bless အဲအဲ့လိုမျိုးဖန်ကိုလိုက်တဲ့အခါမှာလူငယ်တွေ ဝလိုက်တဲ့အခါမှာလုံးဝအာဒီအင်ကြီးရဲ့ဝတ်စုံပေါ်မှာပေါ့နော်တသားတည်းကြပြီးတော့ဒီခက်ကိုရောက်နေစေချင်တာအဲ့ဒီအဲ့ဒီစိတ်နဲ့ဖန်တီးတယ်အဲဒီဇိုင်နာ၉ယောက်ဆိုတော့မြန်မာ round ပါတယ်ပေါ့နော်မြန်မာ round ကြတော့ဒါကကြတော့ဒီကိုယ့်ရဲ့ကိုပိုင် creation မဟုတ်တော့ဘူးကိုယ့်ရဲ့ salon နဲ့ဒီကျမတို့ဒီ sponsor company ချိတ် company ရှိရပေါ့နော်အဲ့ဒီချိတ် nature နဲ့ဒီတစ်ခေါက် sponsor ပေးရပေါ့နော်ဒီချိတ် company ရဲ့သဘောထားရဲ့ အားလုံးပေါင်းပြီးတော့ဗောနော်၉ရောက်စလုံးမမဝတ်စုံဆိုတဲ့ခါကျတော့ဘောင်ထဲကနေပြီးတော့ဖန်တီးခဲ့ပါတယ်ဟုတ်အစတော့ကတော့ဘောင်ထဲမှာရှိခဲ့တယ်ဘောင်ထဲမှာရှိခဲ့ဆိုတော့ဘာလို့ဆိုတော့အမေရှီကနေပြီးတော့တင်ခဲ့တယ်အမေရဲ့လက်အောက်မှာပဲကြီးခဲ့တယ်ပြီးတော့အမေရှီမှာပဲဒီဇိုင်းတွေလုပ်ခဲ့တယ်ဆိုတဲ့ခါကျတော့အဲ့ရနေမှာဒီနိုင်ငံခြားမှာကြောင်းတွက်တဲ့ခါကျတော့ဒီနိုင်ငံခြားမှာဂျပန်မှာဗောနော်ဒါကတော့ဖက်ရှင်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်အဲဂျပန်မှာဆိုလို့ရှိရင်ဒီဇိုင်းကိုတက်လို့ရတယ် နှစ်မျိုးသုံးမျိုးလောက်ရှိတယ်ဥမာတချို့ကကျတော့ college ပေါ့နော် salmon gut ကိုပေါ့ salmon gut ကိုရှိမယ် dai gut ခုရှိမယ်အဲ့လိုတက္ကသိုလ်ရှိမယ် college ရှိမယ်နောက်ပြီး professional college ရှိမယ်ဆိုတော့အမေကကျတော့ဒီ salmon gut ကိုလို့ခေါ်တယ်ဂျပန်ကဒီ professional ဒီဘယ်လိုခေါ်မလဲဒီစာချုပ်ပညာကိုအဓိကသင်တဲ့ college ပေါ့အဲ့ကနေအမေကအကြောင်းပြတယ်အကြောင်းပြခါကျတော့အဲ့ college မှာသင်တာကျတော့နည်းပညာကို तू ကဒီဟာလောက်ရင်ဒီဟာဖြစ်မယ်ဒီအတိုင်းသင်တာ အပေါ်ကကြတော့ဂျပန်ပြည်ရဲ့အဲ့တက္ကသိုလ်ပေါ့ပြောမှဆိုအမျိုးသမီးတက္ကသိုလ်မှာမှ fashion major ပေါ့ဆိုတော့အဲ့ဒါကကြတော့ပို့ပြီးတော့ develop လုပ်ထားတဲ့ဟာပေါ့နော်အဲ့မှာကြတော့အခါကျတော့ဒီ fashion design တွေကိုလွတ်လပ်စွာဖန်တီးဖို့ဘယ်လိုမျိုး idea တွေကိုစဉ်းစားပြီးတော့မှ themes တွေကိုလုပ်ဖို့ပေါ့နော်အဲ့မှာအစပြီးတော့အဲအမေရှိကနေပြီးတော့တင်လာတဲ့ခုနှစ်ပေါ့နော်အဲ့ဒီကနေပြီးတော့နိုင်ငံခြားဂျပန်ကိုရောက်သွားတဲ့အချိန်မှာဒီကျောင်းမှာတင်တဲ့တင်ရိုးတွေကမတူတော့မတူတော့အမြင်တွေလည်းမတူတော့ အဲ့ခါကျတော့ကိုကအမေနဲ့ဆိုရင်မတူတော့ဘူးပေါ့အဲအဲ့လိုမျိုးဖြစ်သွားတယ်ဖြစ်သွားတော့ပြန်ရောက်လာတဲ့ခါကျတော့လေကိုလှုပ်ချင်တာပဲလှုပ်ခဲ့တာပါဟုတ်ကဲ့အဲဘာပဲဖြစ်ဖြစ်ကတော့အမေကအိမ်မှာရှိရဲဆိုတဲ့ခါကျတော့တခါတလေကြာလို့ရှိရင်အမေဒီ collection ဒီ design ဒီလိုဖန်တီးထားတယ်ဒီဟာလေးနဲ့ဒီဟာလေးနဲ့ကောင်းလားဒီလိုမျိုးဆိုရင်ဘလို့လဲဒါကတော့အများန်းအမေးဖြစ်တယ်ပေါ့လေမေးဖြစ်တယ်သူလည်းကိုယ်မေးတဲ့ဟာရှိကိုလည်းသူမေးတယ်အဲဒါမဲ့ဟိုဒီ အမေကတော့ပွဲတိုင်းကိုလာလာတက်စေခြင်းနဲ့ဒီတစ်ခေါက်လည်းသူ့ကိုလာတက်ဖို့မျှော်လင့်နေတယ်။ဒါပေမဲ့တချို့အချိန်တွေကျရင်တော့အမေကအခုကသူကဟိုဘယ်လိုခေါ်မလဲအရင်ကဖျားတရားလုပ်ပြီးတော့သူဘယ်လိုခေါ်မလဲသူ live ကိုသူကအရင် enjoy ဖြစ်နေတော့လားအရင်တော့သူကအရင်အလုပ်တွေရှုပ်တယ်၊တင်တန်းတွေတင်ရတယ်၊ပြီးတော့ရင်ဒီ social activity တွေသူ win win ပါရပေါ့လေ။အခုကျတော့သူကလုံးဝအဲဖျားတရားလုပ်တယ်၊သူလှုပ်ချင်တာလေလှုပ်တယ်။သူ့ရဲ့တကယ်အခန်းဆိုရင်တကယ် designer တရား workshop လို့ပြောလို့ရပါ။ဘာလို့ဆိုအဲ့ခန်းအဲဘယ်လိုခေါ်မလဲအဲ့ခန်းစပွဲ အကောင်လုံးရှိရဲ့အဲ့ထက်မှအိတ်ခမ်းထဲမှာ तू ကဟိုမန်တင်ကုန်းတွေဝါအပြင်အလောက်စပွဲလည်းရှိတယ်စက်တွေလည်းရှိတယ်မိဟုတိုက်တဲ့နေရာလည်းရှိတယ်ဆိုတော့အခုတည်း तू အသက်60ကျော်အထိ तू က तू तू ချုပ်ချင်တယ် तू ဖန်နေချင်တယ် तू ဖန်နေနေတော့ပေါ့နော်ဆိုတော့အခါကျတော့အဲ့လိုမျိုး तू သူ့ရဲ့ enjoy ပေါ့ဟုတ်အာတော်တော်များများအားပေးတာကိုခံရတယ်ဒီပုံနေတင်လိုက်တဲ့အချိန်မှာအာဘယ်လိုခေါမလဲအရင်အမြဲတမ်းယုံကြည်ပြီးတော့ဝယ်တဲ့ customer တွေကလည်းအာတောက်လျှောက်ဝယ်ကြတယ်နောက်ပြီးတော့အဲ့လိုမျိုးအစ်စ်ပေါ့နော် ဟိုဒီပုံတွေကိုတွေ့ပြီးတော့လဲလာဝဲကြရဲဆိုတဲ့ခါကျတော့အခုကတော့ဒီဘယ်လိုခေါ်မလဲအခုဒီပြကြော်ညာထားတဲ့ collection တွေကတော့မတချို့ပုံတွေဆိုရင်ဒီ show ဘက်မှာမထည့်တော့ဘူးပေါ့နော်ဆိုတော့မရှိလဲမရှိတော့ဘူးဆိုတဲ့ခါကျတော့ collection ပို့ပြီးတော့ဟိုအကောင်းဆုံးစူးစမ်းထားတဲ့ collection အစ်စ်တွေပေါ့နော်အဲ့တော့ pre order ကတော့ပို့ပြီးတော့တေးကြပါရဲတော်တော်များများတော့ sold out ဖြစ်သွားပါပြီဟုတ် အာယူရပါတယ်မေးရှိရလေအခုရက်ထိဘာလို့ဆိုမေးကဟို role model ပေါ့နော်ဆိုတော့ခါကျ तू အရန်အလုံးလုံးနိုင်တယ်အခုရက်ထိလည်း तू အရန်လုံးနိုင်တယ်နောက်တစ်ခါကျအမေကခုနပြောသလိုပဲ तू ကအရန်စနစ်ကြတယ်အရန်စနစ်ကြဆိုအသေးစိတ်ပေါ့နော်ဒီခုန तू တက်ခဲ့တဲ့ဂျပန်မှာဆိုလို့ရှိရင် तू တက်ခဲ့တဲ့ဒီ salmon gut ကိုဆိုရဲအဲ့လိုမျိုး professional ကြောင်းနေကြတော့လေတကယ်ကို तू ကဒီချောက်တာလောက်တာပတ်သက်ပြီးတော့ तू ကအသေးစိတ်တင်တာဒီမှတချောင်းဆက်တချောင်းမိဘူးတိုက်တာဆိုတော့ तू ကလုံးဝ ဒီစာအုပ်ထဲအတိုင်းတင်တာအဲ့လိုမျိုးကြောင်မျိုးအဲ့ခါကျတော့ तू ကလည်းအရင်တိကြတယ်အရင်တိကြ तू နဲ့တင်ပူးတဲ့တပည့်ဆိုသိမယ်အင်းကြီးတစ်ချက်ကလုံးဝတော့ကြော့ကော့ပြီးထွက်လာမှတော့ကြိုက်တာပေါ့နော်အဲ့တော့အခုတည်းကတော့အမေရှိရအဲ့ဒီနီးတယ်အတူယူနေရတော့မှာပဲဟုတ်အမေချောင်းပေါ့နော်အမေချောင်းမလို့ဒီထဲကိုဝင်လာရောက်လာတယ်ဒါပေမဲ့အမေကဒါလုံးလို့ဆိုပြီးဒါဒါလုတ်ခဲ့တာတော့မဟုတ်ဘူးခုနပြောသလိုပဲပုံကအမေငငယ်တော့ကပေါ့နော်ငငယ်တော့ကဒီ အမေနဲ့ကူလောက်ရတယ်အဲ့ခစ်ကဘယ်လိုခေါ်မလဲကြံကြောင်းလို့တရုတ်ကားတွေလာတဲ့ခစ်ပေါ့နော်ဆိုတော့အဲ့ခါကျအမေကစပွဲတပွဲကိုကစပွဲတပွဲအဲ့မှာ तू ကပတ်တန်နေကိုဟိုဘာပြင်ဘာဆွဲဆိုတဲ့ဟာမျိုးရှိတယ်ရှိခါကျကိုက तू तू အတ်ထည်လက္ခဏာအဲ့ချိန်မှာအမေကအတ်ထည်အရန်လက္ခဏာအမေခစ်လို့ပြောရမယ်ဘယ်လိုခေါ်မလဲတနေ့တနေ့အတ်ထည်ဆိုတာမနေဘူးပေါ့နော်အဲ့ချိန်မှာဒီအတ်ထည် customer တွေလည်းပုံမသိဘူးမသိတဲ့အခါကျတော့ तू तू ကဒီဟာ frame ကိုဆွဲပေးတယ်ပြီးရင် तू က collar တက်တယ်ဥမာ ူကဒီဇိုင်းပြန်လုပ်တာပေါ့ဟိုက basic frame ကိုဆွဲပေးတာဒီဘက်စပွဲကနေပြီးတော့အဲ့လိုမျိုးတနည်းကိုတညကိုဆက်ရောက် customer ဆက်ရောက်စာလောက်ရှိမှဖြစ်တယ်အဲ့လိုတွေဆွဲရတာဆွဲရတာအဲ့ဒီအချင်းကဂျပန်မှာကြောင်းတော့တက်တဲ့ခါကြတော့ဂျပန်မှာကြတော့လေဘလို့ခေါ်မလဲနိုင်ငံเจ้าမှာအခုကြောင်းတော့တက်တဲ့လူဆိုလဲသိမယ်သူက6လလောက်ကိုမှအင်ကြီးနှစ်ထည်သုံးထည်လောက်ပဲချုပ်တာဘာလို့အင်ကြီးချုပ်တာ plus တခြားဘာသာရက်တွေလည်းသင်ရတယ်ဥမာဒီဇိုင်းဆွဲရတာတခြားဟာတွေပေါ့နော် color bind တွေတခြားဟာတွေသင်ရအတင်ရကကျတော့ ကိုကအဲ့ဒီအမေကိုကူလုတ်ပေးခဲ့တဲ့ကျေးဇူးကြောင့်ဟိုမှာက၆လောက်လောက်ချောမဲ့အင်ကြီးကိုတပတ်နဲ့တက်ပြီးသွားတယ်။အဲ့လိုပဲဒါအမေရဲ့ကွာပေါ့နော်အဲ့လိုမျိုးပြီးတော့အဲ့လိုမျိုး train ထားတဲ့ဟာအကြောင်းပေါ့နော်ပြီးရင်ကိုကအဲ့လိုမျိုးဒီ customer ready အိတ်ကတည်း ready to wear ပေါ့နော်ဂျပန်ကိုအကြောင်းမသွားတတ်ခဲ့သေးဘူး ready to wear တွေကိုဒီကုန်စင်တာမှာတင်ရောင်းတယ်ရောင်းတဲ့အချိန်မှာရောင်းရတယ်ရောင်းရတဲ့အခါကျတော့ဒီလမ်းကြောင်းတွေကိုဝင်လာတယ်ပေါ့နော်ဟုတ် ဟိုပုံတော့ဒီတောင်တောင်နဲ့ကတော့စိတ်ရှင်းနေပဲပြောရမလားဗောနော်စိတ်ရှင်းနေနောက်တစ်ခါကျတော့ဘယ်လိုခေါ်မလဲဟိုအကြိုက်လေးလည်းတူကြတယ်ဆိုတော့အခါကျတော့ပုံတော့ခရီးလည်းတူတူသွားဘူးတယ်ပုံတော့ဒီဒီဇိုင်နာစဖွဲ့တဲ့အချိန်မှာနိုင်ငံခြားအဓိကတော့နိုင်ငံခြားတွေကနေပြီးတော့ပုံတော့ကိုအဲဒီဇိုင်နာတွေကိုနိုင်ငံခြားကိုလာပြီးတော့ ဟိုပြဖို့ပေါ့နော် collaboration လုပ်ဖို့ show wear တွေဖိတ်တာခံရတာဖိတ်တာခံတဲ့ခါကျတော့ဒီပြည်တွင်းမှာရှိတဲ့ designer တွေကအော်ပေါင်းစည်းလိုက်ပြီးငါတို့ group လေးဆိုလို့ရှိရင်အဲနိုင်ငံခြားကိုသွားတဲ့ခါကျမြန်မာ teams အနေနဲ့ပို့ပြီးတော့လည်းအဆင်ပြေတယ်အဲပို့ပြီးတော့လည်းအားရှိတယ်ပေါ့နော်အဲ့ကနေပြီးတော့ပုံမှန်စလိုက်တာစလိုက်တဲ့ခါကျတော့ခီးတွေလည်းတူတူသွားတယ်အလုပ်တွေတူလုပ်တဲ့ခါကျတော့ပို့ပြီးတော့ရင်းနှီးသွားတာပေါ့နော်ဟုတ် အဲဘုန်းတို့ဒီဒီဇိုင်နာ6ယောက်ရဲ့ပေါ့နော်ဒီဒီဇိုင်းတွေကို ready to wear collection တို့တနေရာထဲမှာဝယ်ယူလို့လည်းရမယ်ကြည့်ရှုလို့လည်းရမယ်အဲ့ဒါဒီလိုအခွင့်အရေးအကြောင်းတနေ့မှာတစ်ချိန်ပဲကျင်းပတာဖြစ်တဲ့အကြောင်းပေါ့နော်မဖြစ်မနေလာရောက်အားပေးပါလို့ဖိတ်ခေါ်ပါရရှင်